ီးခဲ့တဲ့ဘွဲကကျွန်တော်ပြခဲ့တယ်เนาะဒီဇောင်း3လုံး30ဒီမှာဇောင်း3လုံး4လို့ရိုက်တယ်ဒီမှာလည်းဇောင်း3လုံး4လို့ရိုက်တယ်အဲ့ဒီဇောင်း3လုံး4ကိုမှသူကဗရိတ်9နဲ့ရိုက်တယ်အဲ့ဒီဗရိတ်9ရဲ့အောက်မှာထွက်တဲ့ခဏတည်းရှေ့တစ်နှစ်ကျော်ရခဏထွက်ထွက်ပြီးတာနဲ့သူ့ရဲ့အောက်မှာပြန်ကြကြမယ်เนาะအခုဒီမှာလည်းအတူတူပဲ ခုနကတော့ငါကျွန်တော်တို့ဇောင်းသုံးလုံးကိုတက်ဆက်လို့ရိုက်ပြီးဒီမှာဇောင်းသုံးလုံးကို71လို့ရိုက်တယ်နော်အဲ့ဇောင်းသုံးလုံး71လို့ဖြစ်တယ်နောက်နှစ်မှာဒီသုံးလုံးကကျွန်တော်တို့၄ပြီးတော့ခု5လို့5သာနှစ်ချက်ဒီသုံးလုံးကဒီသုံးလုံးက5 5လို့ရိုက်တာနဲ့ပရိတ်6နဲ့ရိုက်တယ်ရိုက်ပြီးတော့ ਨੇ သူ့ရဲ့အောက်မှာထွက်တဲ့ကဏ္ဍကြီးရှေ့တစ်နှစ်ကျော်ပါကဏ္ဍ အဲ့ဒီတနစ်ကျော်ကဏ္ဍလာထွက်ပြီးတာ ਨੇ သူ့ရဲ့အောက်မှာထွက်တဲ့ကဏ္ဍကပြန်ကြကဏ္ဍเนาะအဲ့ဒါဆိုရင်အခုကျွန်တော်တို့ဒီမှာ၄ပြီးပြီး၅ပြီးပြီးအခု၆ပေါ့ဗျာเนาะအဲ့ဒီမှာထောင်၃လုံးကိုသူကနှိမ့်လို့ဖြစ်တယ်သူ့ရဲ့နောက်နှစ်မှာဒီဆောင်၃လုံး၆ဒီဆောင်၃လုံးက၆လို့ရိုက်တယ်အဲ့ဆောင်၃လုံး၆နှစ်ချက်ရိုက်တဲ့ချိန်မှာသူကပရိတ်၉နဲ့ပဲရိုက်တယ် အဲ့ဒီဗရိတ်ကိုအောက်မှာထွက်တဲ့ခဏပြီးခဲ့တဲ့ပွဲကကျွန်တော်ပြောခဲ့တယ်အရှိတနည်းကြော်ရခဏအဲ့တော့အဲ့ဒီရှေ့တနည်းကြော်ကခဏကိုလာထွက်ပြီးတာနဲ့သူ့ရဲ့အောက်မှာထွက်မဲ့ခဏသည်ပြန်ကြခဲ့တာเนาะအဲ့ဒီမှာကျွန်တော်3 6 6ဆိုတဲ့ခဏကိုဒဲပြန်ထည့်เนาะ ဘာလို့လဲဆိုတော့သူကငါးပရိကဏတကွက်ကနောက်နှစ်ကိုလိုက်ပေါက်ရမလေဟောအရှူဝဲပဲရဟောခဏလေး အဲ့တော့ဒီငါးပရိကဏန်းဒီနောက်နေ့ကိုလာပေါက်တယ်သူ့ဘေးရကဏန်းကပြန်ကြကြတယ်နော်ဒီမှာလည်းအတူတူပဲဒီမှာလည်းအတူတူပဲဆိုတော့ကျွန်တော်တို့ဒီမှာ၈၅နှစ်ဆိုတဲ့ကဏန်းငါးပရိဒီကဏန်းဒီသူ့ရဲ့နောက်နေ့လိုက်ထွက်တာထွက်ပြီးတဲ့နဲ့သူ့ရဲ့ဘေးရကဏန်းကပြန်ကြကြတယ်နော်အခုကျွန်တော်တို့မိနစ်ကတစ်နှစ်က 690ဆိုတဲ့ခဏကသူ့ရဲ့နောက်နှစ်ကို9ပြိကဏလိုက်ထွက်တယ်နော်အဲ9ပြိကဏလိုက်ထွက်သူ့ဘေးရကဏယူမလားဩကျွန်တော်က9ပြိဘေးရကဏဆိုဩဒါ9ပြိဘေးရကဏဆိုရင်388မဟုတ်ဘူး339ပြန်ထည့်ရမှာနော်339ပြန်ထည့်ရမှာအဲကျွန်တော်မှားပါနော်အဲဒီဘွဲကိုကျွန်တော်တို့က 339ဆိုတဲ့ခဏအာပေါ့เนาะဒါပြန်ထည့်ရအောင်အဲ့တော့အဲ့ဒီ930ကိုဒီဘွဲမှာအပြန်ထိုးပါเนาะဘာပရိကဏ္ဍဒီနောက်နှစ်ကိုလိုက်ပေါ့သူ့ဘေးကဏ္ဍကချက်တစ်နှစ်ကျော်ကဏ္ဍလာပေါ့သူ့အောက်မှာပြန်ကြကြလို့ရတယ်เนาะကျွန်တော်ကြည့်တာမှားနေတယ် ဘာဘရီဘီကနံပြန်ကြဘာဘရီရဲ့ဘီရကနံပြန်ကြဟုတ်တယ်ဟုတ်တယ်နော်အဲ့တော့ကျွန်တော်ပြောပြတာကပြောချင်တာက အခုကျွန်တော်တို့ဒီဆိုင်မှာတနေ့ကျော်ကနန်းလာပေါက်တယ်သူ့အောက်မှာထွက်တဲ့ကနန်းကပြန်ကြတယ်ပြန်ကြတဲ့ကနန်းကလည်းငါးပရိတ်နောက်နှစ်ကိုလိုက်ပေါက်ထားတဲ့ဘေးရကနန်းเนาะအဲအခုဒီမှာကျွန်တော်တို့တနေ့ကျော်ကနန်းလာပေါက်တယ်သူ့အောက်မှာသူ့အောက်မှာပြန်ကြကြတယ်ကြတော့လေဒီငါးပရိတ်ကနန်းဒီသူ့ရှိနှစ်ကကနန်းငါးပရိတ်တို့လာပေါက်ထားတဲ့ဘေးရကနန်းပြန်ကြကြတယ်เนาะ နှစ်နှစ်ခွန်တုံးကလည်းခွန်နှစ်နှစ်ဖြစ်သွားတယ်တဲ့နှစ်နှစ်ခွန်တုံးကနှစ်နှစ်ခွန်တဲ့ပဲเนาะခွန်နှစ်နှစ်ကိုမရေးပေးဘူးเนาะနှစ်ခွန်နှစ်လို့လည်းမရေးပေးဘူးနှစ်နှစ်ခွန်တုံးကနှစ်နှစ်ခွန်ကိုတဲ့မှာတဲ့ပဲခွန်နောက်ပိတ်တစ်နှစ်ကြော်ကနေကျွန်တော်တို့ခေါ်တာဘူးเนาะခွန်ခွန်နှစ်လို့ဖြစ်သွားတဲ့အကြောင်းမရှိဘူးအဲ့ဒါဆိုရင်အခုတခြားလူကြီးကသွားကြည့်လို့ဖြစ်မယ်ကျွန်တော်ရှိရမဟုတ်ဘူးเนาะကျွန်တော်လူတွေအကုန်လုံးသိတယ်နှစ်နှစ်ခွန်မှာအားလို့မရဘူးအဲ့ကနေခွန်နောက်ပိတ်နေပဲထိုးရမှာအဲ့တော့အခုကျွန်တော်တို့ ချစ်အဖြစ်စင်တွေအကုန်ဖြစ်ပြီနော်ဒီသုံးလုံးနှစ်လည်းဖြစ်ပြီဒီသုံးလုံး6ဒီသုံးလုံး6ပရိတ်9လည်းဖြစ်ပြီကိုပရိတ်အောက်မှာတနစ်ကျော်ကဏ္ဍကျွန်တော်ခေါ်ရိုက်တယ်ထွက်ပြီသူ့အောက်မှာထွက်တဲ့ကဏ္ဍသည်ပြန်ကြကဏ္ဍဖြစ်ကမယ်အဲ့ဒီပြန်ကြကဏ္ဍသည်ငါးပရိတ်နောက်နှစ်ကိုလိုက်ပေါ့သူ့ဝေးရကဏ္ဍပြန်ကြကြဆိုဒီပွဲမှာနော်ကျွန်တော်တို့အဲ့ဒီ3 3 9ထိုးရမယ်နော်အဲ့တော့၅ပရိတ်ဆိုတာကလည်းအဲ့ဒီမှာက ငါးပရိဘေးရကဏ္ဍဒါပေမဲ့ဒီကဏ္ဍသူရှိနေကကဏ္ဍတော့မဟုတ်ဘူးဒီကောင်မျိုးတွေရန်ကျင်လဲရန်ပေါ့နော်ကျွန်တော်တို့ခုံခုံကိုးဆိုတဲ့ကဏ္ဍမျိုးတရန်ကျင်လဲရန်ပေါ့ဗျာနော်အဲစိုက်ရကတော့ငါးပရိနောက်နှစ်ကိုလိုက်ပေါ့သူဘေးရကဏ္ဍပြန်ကြကြတော့၈နှစ်ကျော်ကဏ္ဍလာပေါ့တဲ့အောက်မှာကြဆိုဒါ3 3ညာကိုးလို့ရတယ်နော် အဲ့တော့ကျွန်တော်ပြောချင်တာကအခုထွက်ထားတဲ့3900မှာပြန်ကြလို့ရရင် တခြားကဏ္ဍနေဆိုတာကတော့ပြောမနေနဲ့เนาะကျွန်တော်မှာအကုန်ရှိရယ်ခုနကပြန်ကြတယ်3003နေ894ကျွန်တော်တို့ဩခဲ့တဲ့ကဏ္ဍနေပဲเนาะ963 689เนาะ2 2ခွန်ဒါတွေအကုန်လုံးပြန်ကြလို့ရတယ်ပြန်ကြဟိုအကုန်ဒဲကိုဦးစားပေးပြီးထိုးเนาะပြန်ကြအကုန်ဒဲဦးစားပေးပြီးထိုး organ ကတော့ကျွန်တော်လူတွေကိုပဲကျွန်တော်ပို့တယ် ဘာလို့တော့ဆိုတော့ကျွန်တော်အပတ်တိုင်းကလနာဘိုးတွေဘာဘိုးတွေညာဘိုးတွေပေးတာပေါ့နော်ပေးတဲ့လူတွေရှိတယ်အဲ့ဒီလူတွေကိုကြတော့ကျွန်တော်ကအများနဲ့တန်းတူပဲအများပေးတဲ့ခဏမှကျွန်တော်ကပေးတဲ့ခါကျတော့သူတို့အတွက်နည်းနည်းနစ်နာနောက်တစ်ချက်ကဒီဘွဲမှာကျွန်တော်ကံကိုလည်းနည်းနည်းခွဲခြင်းလို့နော်စိုက်တီကျွန်တော် ကောင်းတာတွေပြရတယ်မထွက်ဘူးအဲ့ဟိုတောင်မရောက်မြောက်မရောက်ခဏနေရပဲလိုက်လိုက်ထွက်နေတော့ကျွန်တော်လည်းနည်းနည်းစဉ်းစားတယ်ဒီပွဲကိုကျွန်တော်စမ်းမယ်စမ်းမယ်ဆိုတာကကျွန်တော်အပြင်အမိတ်ဆွေတွေလည်းမနစ်နာဘူးမနစ်နာဘူးဆိုတာကအာကိုသေးတို့ကအာကိုရကိုသေးတို့ပစ်ထားခဲ့တာလားလို့တော့မပြောနဲ့နော်ဒီပွဲမှာ ကျွန်တော်ပြောပြီးသားအကုံလုံးပြန်ကြအကုံလုံးပြန်ကြမဟုတ်ရင်ကျွန်တော်မထိုးဘူးပြန်ကြအကုံထိုးမယ် အကုံလုံးထဲမှာနေရာထိုင်ဘယ်လိုထိုးမလဲဒဲ့အကုံပြန်ထိုးမယ်နော်ဒဲ့အကုံပြန်ထိုးမယ်မတဲ့ချင်းလောက်ကူလှမ်းချင်းလဲလှမ်းပေါ့နော်ဒဲ့ကိုဦးစားပေးထိုးမယ်အာကိုရန်ထိုးမယ်နော်ကျွန်တော်ပြောသေးချာနားထောင်တော့နောက်တစ်ချက်ကဒီပြန်ညလေးရှိတဲ့စေဘွက်ထဲရပဲကျွန်တော်ကကျွန်တော်ရဲ့ကျေးဇူးရှိဘူးတဲ့လူတွေကိုကျွန်တော်ကနှစ်ကွက်ရွေးထုတ်ပြလိုက်တာနော်အဲ့တော့ အပြင်ကျွန်တော်မိတ်ဆွေတွေနေလေဟာငါတို့ကတော့မပေးဘူးလားလို့ပြောနေကျွန်တော်စဲ့ကွက်ထဲရေးပြီးခဲ့တာဟဲ့ဒီစဲ့ကွက်ထဲပဲနော်ရွေးပြီးမှာအဲ့စဲ့ကွက်ထဲမှာကျွန်တော်တင်ကွက်ကလေးနှစ်ကွက်တော့ကျွန်တော်မိတ်ဆွေတွေကျွန်တော်ကျေးဇူးရှင်တွေသီးသန့်ကျွန်တော်ပို့လိုက်တယ်နော်တခြားလူတွေလိုချင်နေဆိုရင်တော့လာဝယ်ယူနော်အလကားတော့ဘယ်သူမှမပေးဘူးဒီဘွဲကိုဒါတကျွန်တော်အကုန်အမှန်တိုင်းပြောတာနောက်ထပ်เนาะအခုကျွန်တော်ပြသွားတာဒါပြီးခဲ့တဲ့ဘွဲကကျွန်တော်ခေါ်တဲ့ခေါ်ပင် ြတာလို့ကျွန်တော်ကရိုက်တာအဲ့ဒီမှာကျွန်တော်အနီးနဲ့တဆိုင်ရိုက်ထပ်ရိုက်ပြမယ်နော်အနီးကနဲ့တဆိုင်ထပ်ရိုက်ပြမယ်ဗနန်းတော့ထည့်မထားဘူးနော်ဒါပေမဲ့အဲ့ဒီမှာလည်းအခုကျွန်တော်ပြရတဲ့930ပဲကျွန်တော်ရေးထားတယ်နော်အဲ့တော့ကျွန်တော်တို့တစ်ထိတ်လို့တစ်နောက်ပိတ်လို့ကြတယ်သူ့ဆောင်းမှာပြန်ညာကြတယ်ပရိတ်တနဲ့တစ်ထိတ်နဲ့ပေါင်းရင်သူကနှစ်လို့ပုံစံရိုက်ပြီးတော့မှသူ့ရဲ့အောက်မှာပြန်ညှပ်ကြတယ် နောက်နေမှာလည်းဒီလိုပဲတစ်ပိတ်ပြီးတော့နှစ်ပိတ်ဆောင်မှပြန်ရကြတယ်ဗရိတ်ရှင်းနဲ့လေးထိတ်နဲ့ပေါင်းရင်နှစ်လိုပုံစံဖြစ်ပြီးမှသူ့အောက်မှာကြတာသူ့ရဲ့နောက်နှစ်မှာလည်းအဲ့ဒီလိုပဲသုံးနောက်ပိတ်ဆောင်မှပြန်ရကြတယ်ကိုးဗရိတ်နဲ့သုံးထိတ်နဲ့ပေါင်းနှစ်လိုပုံစံရဲ့သူ့အောက်မှာပြန်ရကြတယ်ကဲအခုကျွန်တော်တို့ပြီးခဲ့တဲ့ပွဲတွေကကျွန်တော်ဘာလို့3 9 3ကိုတိုက်သွားတယ်လဲဆိုတော့ခါရီဆိုင်ကိုကျွန်တော်တွေးလိုက်လို့3ထိတ်စီးနဲ့3 9 ုံးကိုပြန်ပြောင်းထိုးခိုင်းတာเนาะအစားကျွန်တော်ကိုသုံးသုံးဆိုပြီးထိုးခိုင်းတယ်ကိုတလုံးကိုလည်းကြိုက်တယ်ဒီသုံးထိတ်ကိုလည်းကြိုခေါ်ခြင်းတယ်အဲ့ဒီလိုမျိုးကျွန်တော်တွေးလိုက်လို့အဲ့တော့အခု၄နောက်ပိတ်ဆောင်မှာကျွန်တော်တို့ပြန်ကြကြမယ်မကြခင်သူ့အပေါ်မှာကိုးပရိတ်နဲ့သုံးထိတ်နဲ့ကနှစ်နှစ်လို့ပုံစံရိုက်ပြီးမှဒီအောက်မှာပြန်ကြခဏကြမယ်เนาะအဲ့တော့အဲ့ဒီမှာအကုံထိုးလို့ရနေတာပြန်ကြခဏကเนาะဒါတွေဆိုရင်တပင်းကျော်ပြန်ကြပဲဒါမှမဟုတ်တပင်းကျော်ပြန်ကြမလား ဒါမျိုးတွေလည်းရှိတာပေါ့နော်တော့ဒီမှာ930ထွက်ပြီးတော့တပင်ကျော်ပြန်ညားကြတယ်930ထွက်ပြီးတပင်ကျော်ပြန်ညားကြတယ်ဒါမျိုးတွေပေါ့နော်တခါကျွန်တော်တို့ဒီနေရာမှာ650ဆောင်းမှာပြန်ညားကြတယ်အခုဒီမှာ650ဆောင်းမှာပြန်ညားကြလို့ရတယ်နော်ဘယ်ကနန်းကြမလဲဆိုတာတော့ကျွန်တော်ရွေးမပြတော့ဘူးနေ့နေ့ခွန်တော့ကပေါက်လို့ကျွန်တော်ကိုမဟုတ်ဖိုးပေးတဲ့လူတွေပြီးခဲ့တဲ့ဘွဲက930မှာလဲသူတို့ပေါက်တာပဲသူတို့က ကျွန်တော်ကလည်းတွေ့ပြက်တစ်ခွက်ပြရင်တစ်ခွက်သူတို့ကတခါတည်းအာအထိုးထားလိုက်တာနောက်တစ်ခါပြနောက်တစ်ခါထပ်ရေးနောက်တစ်ခါထိုးတယ်အဲ့လိုမျိုးထိုးထားလိုက်တော့သူတို့ကမလို့ဘူးသူတို့ကပေါက်တယ်မနေ့ကလည်းဒီနေ့နေ့ခွန်တော်မှပေါက်တဲ့အကူမနေ့ကပတ်စံတစ်ထောင်ဟိုဟိုတယ်အေးနေ့နေ့ခွန်တော်ကတစ်ထောင်လွှဲပေးတယ်အခုဒီပွဲ930ပေါက်လို့နောက်တစ်တစ်ထောင်တစ်ခါထပ်လွှဲပေးတယ်နောက်ဒါစာရွက်စာတန်းဝယ်ဖို့ဆိုပြီးတော့သူတို့တို့အတွက်ကြတော့ကျွန်တော်ကနည်းနည်းပြန်ပြီးတော့ကြည့်မယ် ြည့်မယ်ဆိုတာဒီတပွဲပဲနော်ဒီတပွဲပဲကျွန်တော်စိတ်တိုင်းအကြဆုံးကနန်းတကွက်ပြန်ကြအားလုံးရှိတဲ့စိတ်ကွက်ပြန်ကြမဟုတ်ရင်မထိုးဘူးပြန်ကြမဟုတ်ဘဲနဲ့တခြားကနန်းကိုတွေ့ရင်လဲကျွန်တော်တို့ကဟိုဘလို့ခေါ်မတော့ဘူးအရန်လေးပါပဲထဲ့မယ် ဒါကျွန်တော်တို့၅သုံးခုနှစ်ထဲမှာ၅ပြိတ်အပေါ်တက်လာလိုက်၄ပြိတ်အပေါ်တက်လာလိုက်၃ပြိတ်အပေါ်တက်လာလိုက်ဒါဒီဘွဲကိုကျွန်တော်တို့နှစ်ပြိတ်ထည့်ထားတာပဲเนาะနှစ်ပြိတ်ကြမယ်ဆိုဒီ90ပြန်ကြသွားလို့ရတာပဲဟုတ်တယ်မဟုတ်လားဒါတွေလည်းရှိအဲကျွန်တော်မိတ်ဆွေတွေကပြန်ကြအရင်ကျွန်တော်ပြထားတဲ့ပြန်ကြဆိုင်အဟောင်းတွေကိုကျွန်တော်တို့ပြန်စစ်ကြည့်လိုက်เนาะဒါကျွန်တော်ပြန်ကြခေါ်တော့ကစားခဲ့တာတဲ့ line တွေ အကုန်လုံးကကြလို့ရတယ်နော်ဒါ900ပြန်ရဆိုင်တယ်ဒါ6လေးရှိပြန်ရဆိုင်တယ်နော်အဲဒီကောင်က300ပြန်ရဆိုင်တယ်နော်ဒါအဲ1653ပြန်ရတယ်ဒါကျွန်တော်တို့ပြန်ရကစားခဲ့တော့ကစာရွက်တယ်အဲ့တော့ပြန်ဆွဲထုတ်ရင်ပြန်ရအကုန်ကြလို့ရတယ်နော်အဲ့ဒီဘွဲမှာပြန်ရ10ခွဲရှိတယ်တိုက်တဲ့ကဏ္ဍကိုဒက်ဦးစားပေထိုးအာရာကနည်းနည်းလောက်လာနော် တဲ့ဦးစားပေးထိုးတဲ့ကျွန်တော်ကဒီဘွဲတော့ line မော်တိတ်တက်ဖြစ်မှာမဟုတ်ဘူးတက်ရင်လည်းပြန်ရကနန်းနေပဲပြနေ2,4,6,7ခွက်နောက်တစ်ခွက်ပါကြံခဲ့2,4,2,4,6,8ခွက်နော်9ခွက်ပြန်ရ9ခွက်တည်းရှိတယ်အဲ့မှာကျွန်တော်လှည့်လို့ လှည့်ရမယ့်ခဏန်းပေါ့နော်ဒါလှည့်ရမယ့်ခဏန်းလေးတွေထည့်ပေးလိုက်ပါကြံလေးလည်းပြန်ညာတကွက်လိုနေသလားလို့ကိုကိုခွန်3ည3ည9 3 9 9 6 9 5 63 6 6 9 2 9 3 8 390 2 6 8ကိုကွက်ကိုကွက်တည်းရှိတယ်နော် ပြောင်းညက်၉ကွက်ထဲမှာဒါကျွန်တော်အကြိုက်တဲ့ဒါလေးတွေကြတော့ကျွန်တော်ဒီလိုမျိုးလဲခွန်နောက်ပိုင်းနဲ့နှစ်ကွက်ကြိုက်တယ်။အဲဒီကောင်တွေကြတော့ဒီလိုမျိုးလဲထိုးကျင်တယ်နော်နှစ်ကွက်ဒါကျွန်တော်ရေးပေးလိုက်တယ်။ကျွန်တော်မိတ်ဆွေတွေအားလုံးပဲအမှန်တကယ်ဆိုရင်ကျွန်တော်အခုလိုမျိုးလောက်တဲ့အတွက်လည်းမနစ်နာပါဘူးနော်ကျွန်တော်မိတ်ဆွေတွေပြန်မိတ်ဆွေတွေလည်းမနစ်နာဘူးဘာလို့လို့ဆိုတော့ကနန်းလေးရှိတာ၉ကွက်နော်နားလေးရှိတာမှ၉ကွက်အဲ့ထဲမှာကျွန်တော်ကျွန်တော်လူတွေကိုနှစ်ကွက်ထဲကျွန်တော်ရွေးပြီးတော့ ထုတ်ပေးတာအမှန်တကယ်6ခွက်လုံးဝထုတ်ွက်မှာပဲเนาะ